မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့မတ်လ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ကစစ်အာဏာသိမ်းဖို့အတွက်2020ရွေးကောက်ပွဲမှာမဲဆင်းများမှာရွေးနေဆိုပြီးတော့အပြစ်ရှာလိမ်လည်ပေးခဲ့သူတပ်မတော်ကြီးရေးလေးသတင်းနဲ့ဤပညာဌာနဌာနမှူးဗိုလ်မှူးချုပ်မြတ်မင်းဦးကိုမင်းအောင်လှိုင်ကပထမဆက်ဤပညာထူးချွန်စုကိုပေးအပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းအောင်လှိုင်ကမတ်လ23ရက်နေ့မှာနေပြည်တော်စီရုံးချုပ်တပ်မတော်ကြီးရေးလေးသတင်းနဲ့ဤပညာဌာနဌာနမှူးယုံကကကွန်ကဌာနမှူးဗိုလ်မှူးချုပ်မြတ်မင်းဦးကိုဤပညာထူးချွန်ပထမဆက်ကိုပေးအပ်ခဲ့ င်းဖြစ်ပြီးတော့မတ်လ16ရက်နေ့မှာစူပေးပွဲကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုစစ်အာဏာသိမ်းဖို့အတွက်အဓိကစတင်ပြီးတော့တွန်းအားပေးခဲ့သူတအုပ်ဟာဗိုလ်မှူးချုပ်မြန်မင်းဦးပဲဖြစ်တယ်လို့သိရပါဗျ။ ်နေပြည်တော်စီရုံးချုပ်တပ်မတော်ကြီးရေးလေးတရင်နဲ့ဤပညာဌာနကကကွန်ကဌာနမှုဘုံမှုချုပ်မြန်မင်းဦးဟာစစ်ကောင်စီကမတရားအာဏာသိမ်းမှုဆောင်ရွက်ရမှာအဓိကတွန်းအားပေးပြီးတော့ပါဝင်ပတ်သက်ခဲ့တယ်လို့သိရပါတယ် NLD ကအပြတ်အသတ်အနိုင်ရရှိခဲ့တယ်2020ခုနှစ်ရွေးကောက်ပွဲမှာမဲဆင်းများမှားယွင်းတယ်ဆိုပြီးတော့စစ်ဆေးရန်ပြောပွဲကြန့်ဖို့အမတ်ဦးတောင်းအင်းနဲ့တိုင်ပင်ပြီးတော့ ပြောပွဲမဲဆင်းများကိုတရားမဝင်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ပြောပွဲမဲဆင်းများမှာရွေးနေတယ်ဆိုပြီးတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းထံကိုလိမ့်လည်ပြီးတော့စီးရင်တင်ပြခဲ့တယ်လို့သိရပါတယ်။အာနာသိမ့်ရန်အကွက်ချောင်းနေတဲ့မင်းအွန်လိုင်းကလည်းတနိုင်ငံလုံးမှာမဲဆင်းများကို၎င်းစိတ်ချစစ်ဆေးမှုများလှုပ်ဆောင်ခဲ့ပြီးတော့မဲဆင်းများကို ပန်းချီပြီးတော့မှားယွင်းနေတယ်ဆိုပြီးတော့လုံဆက်ခင်းကနိုင်ငံတော်ရဲ့အာဏာကိုအကြမ်းဖက်နှီးလန့်တဲ့တိုင်းယူခဲ့ခြင်းဟာဘုံမူးချုပ်မြန်မင်းဦးရဲ့ဆက်နက်ပဲဖြစ်တယ်လို့သိရပါတယ်ဘုံမူးချုပ်မြန်မင်းဦးဟာစစ်တပ်ကတော့အပတ်စဉ်36စင်းတအုပ်ဖြစ်ပြီးတော့မဲဆင်းမှားယွင်းနေဆိုပြီးတော့အကြောင်းပြကအာဏာသိမ်းခွင့်ရရှိစေရေးစောင့်ရွက်ပေးခဲ့သူဖြစ်တဲ့အတွက်မင်းအောင်လှိုင်ရဲ့ယုံကြည်မှုကိုရရှိခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်ဘုံမူးချုပ်မြန်မင်းဦးကမင်းအောင်လှိုင်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီနဲ့အစိုးရအဖွဲ့ဖွဲ့စည်းတဲ့အခါပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးအဖြစ်နဲ့ ခက်ခံရလိမ့်မယ်လို့မျှော်လင့်ခဲ့တော်လေသူကတော့ကြောင်ထိုးခံခဲ့ရတယ်လို့သိရပါဗျ။နောက်ထပ်တစ်ခါနီးပညာရက်နဲ့ပတ်သက်တဲ့ပိတ်ပန်တဲ့နီးပညာဝင်ကြီးအဖြစ်နဲ့ထပ်မံမျှော်လင့်ခဲ့တော်လေတခြားသူကိုခန့်အပ်သွားခဲ့တဲ့အတွက်ခဲလေသမျှတဲရင်ကြခဲ့ရတယ်လို့ပြောပြထားပါဗျ။အကြက်ဘတ်ဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့ယုံကြည်မှုကိုရရှိခဲ့ပြီးတော့ပုဂ္ဂိုလ်ရေးအရရင်းနှီးကစစ်ကောင်စီလက်အောက်ခံလဝကကဆောင်ရွက်လျက်ရှိတယ်။ EID လုပ်ငန်းများမှာလည်းအဓိကပါဝင်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီအတွက်ကွန်ပျူတာနဲ့ IT ပစ္စည်းများအမြတ်များများနဲ့တင်သွင်းခွင့်ရ ရရှိသူလည်းဖြစ်တယ်လို့သိရပါတယ်လက်ရှိရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်ကွန်ပျူတာနဲ့နည်းပညာဆိုင်ရာအဖွဲ့များမှာအဓိကဥဆောင်နေသူဖြစ်တယ်လို့သိရပါတယ်သူ့မှာမိန်းမနဲ့တားတယောက်တမီးတယောက်ရှိပြီးတော့ရခင်ကမြင်းဒီကုန်းစမ်းကြောင်းမှာနေထိုင်ခဲ့ပြီးအာနာသိမ့်ပြီးတဲ့အချိန်မှာတော့မြင်းဒီကုန်းမှာမနေရတော့တဲ့အတွက်နေပြည်တော်စီယုံချုပ်အတွင်းကိုမိသားစုအလိုက်ပြောင်းရွှေ့နေထိုင်ခဲ့တယ်လို့သိရပါတယ် အာနာမသိခင်ကာလာအထီတက်တွင်းထဲမှာဇနီးတွေလိုက်ပါနေထိုင်ရမယ်ဆိုတဲ့အမိန့်ကိုနာခံခြင်းမရှိပဲတဦးတည်းလူလွတ်နေထိုင်ပြီးတော့ရုံးချိန်ပြင်ပများမှာလဲ KTV မဆက်များကိုစမောပုံမှန်ဆွဲလိတွာလာလိရှိသူတူဖြစ်တယ်လို့သိရပါတယ်ဗိုလ်မှူးချုပ်မြန်မင်းဦးဟာတက်မတော်ကြီးရေးလေးတရင်နဲ့ဤပညာဌာနရဲ့ဌာနကြီးမှုအဖြစ်နဲ့တာဝန်ယူပြီးတော့စစ်ကောင်စီနဲ့မင်းအွန်လိုင်းပတ်ဆိုးရှေရေးဦးဆွေးစံမြိတ်တာဝန်ထမ်းဆောင်နေတဲ့စစ်ရာဇဝတ်မှုများရဲ့ပမိုင်းတရားခံတအူးပြင်ချက်ချောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းပသိမ်မြို့မြို့မှာရဲစခန်းအတွင်းထဲကိုအမျိုးသားတအူးကကကြီးနှက်လက်ကိုကန်ဆောင်ပြီးတော့ဝင်းရောက်တိုက်ခိုက်ခြင်းကြောင့်ရဲစခန်းမှုကျော်စီလက်အပါအဝင်ရဲလေးဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မက်စလာ16ရက်နေ့မနက်6နာရီကအချိန်မှာပသိမ်မြို့မြို့မှာရဲစခန်းအတွင်းထဲကိုအမျိုးသားတို့ကကကြီနှက်လက်ကိုကင်ဆောင်ပြီးတော့ရဲစခန်းဝင် အတွင်းထဲကိုဝင်ရောက်လာကစခန်းထဲမှာရှိတဲ့ရဲတပ်သားရဲမေများအပါအဝင်တွေ့တဲ့မြင်တဲ့လူတိုင်းကိုတတ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတတ်ခတ်မှုအတွင်းမှာရဲစခန်းမှုကြော်စီလက်အပါအဝင်ရဲလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကအဲ့ဒီအမျိုးသားကိုတနက်နဲ့ပြစ်ခတ်ဖမ်းဆီးခဲ့ခြင်းကြောင့်ခြေထောက်မှာကြီးစံထိမှန်ပြီးတော့ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။အဲ့ဒီအမျိုးသားရဲ့နေရက်လိပ်စာနဲ့အမည်ကိုတော့မသိရသေးတော့လေ။ ်မပူရောမြို့နယ်မှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ်ပသိမ်မြို့မြို့မှာရဲစခန်းတွေကိုကကြေးနှက်လက်ကင်ဆောင်ပြီးတော့ပြည်သူတအုပ်ဝင်ရောက်လာတယ်လို့သိရတယ်တရင်ကိုရဲခွဲတွေကဖုံးထားလို့အခုမှသိရတာ သူကရဲစခန်းဝင်တဲ့အတွင်းကတွေ့တဲ့သူတိုင်းကိုကတ်ချင်းနဲ့လိုက်ထိုးတယ်လို့သိရတယ်။စခန်းမှုကြော်စီလက်အပါဝင်ရဲလေးကောင်ဒဏ်ရာရသွားတယ်။တက်ခိုက်ခဲ့တဲ့ပြည်သူကတော့မလွတ်မြောက်ဘူး။ရဲတွေကပြစ်ခတ်ဖမ်းဆီးလို့ပေါင်ကိုတနက်ကြီးစံထိမှန်ပြီးဖမ်းဆီးခံလိုက်ရတယ်လို့ပသိအခြေဆိုင်ဗရင်းအေးမေကပြောပြထားပါတယ်။လက်ရှိမှာရဲစခန်းအတွင်းထဲကိုဝင်ရောက်တက်ခိုက်ခဲ့တဲ့သူကိုရဲတွေကဝိုင်းဝန်းပြစ်ခတ်ရိုက်နှက်ထားတဲ့အတွက်ရရှိထားတဲ့ရိုက်နှက်ဒဏ်ရာများတနက်ဒဏ်ရာများနဲ့အတက်အအနေစိုးရိမ်နေရကြောင်းဗရင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းညောင်ဦးခေရိုင်ညောင်ဦးမြို့နယ်ငတိယောက်မြို့နယ်ခွဲအတွင်းတွေကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ချင်းမုန်းခဲ့ရာစစ်သား84ဦးသေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ14ရက်နေ့နေ့လယ်တနားခွဲအချိန်ကညောင်ဦးမြို့နယ်ငတိယောက်မြို့နယ်ခွဲအတွင်းတွေကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကို ထဝရွာနဲ့အိုရင်းရွာကြားအရောက်တော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချေမှုန်းခဲ့ရာစစ်သား69ဦးနေအာမာရင်ပွဲချင်းပြီးတိမ်ဆုံပြီးတော့ညောင်ဦးစေယုံကိုအပြင်းထန်ဒဏ်ရာများနဲ့ရောက်ရှိသွားတဲ့စစ်သားနဲ့ပြူစောတီ9ဦးဟာလည်းမတ်လ16ရက်နေ့မနက်ပိုင်းမှာထမှန်တိမ်ဆုံသွားတဲ့အတွက်စုစုပေါင်း84ဦးတိမ်ဆုံသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာခံမှန်းအင်အား80ခန့်သာရှိတဲ့စစ်ကြောင်းဖြစ်ပြီးတော့စစ်ကြောင်းတစ်ခုလုံးပြစီသွားကပြည်သူများရဲ့ဆိုင်ကယ်ကိုအတင်းအဓမ္မလူယူပြီးတော့ငတယောက်ရဲစခန်းထဲကိုထွက်ပြေးသွားတဲ့ ၃ဦးသာလွတ်မြောက်သွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းကလက်နက်ခဲရအများပြားကိုလည်းပိတ်စည်းရရှိခဲ့တယ်လို့သိရပါတယ်။နေ့လယ်တနအိခွဲလောက်မှာစဖြစ်တာ 3နာရီကျော်လောက်မှတိုက်ပွဲပြီးတယ်အချိန်က2နာရီကျော်ကျော်လေးပဲဝင်လာတာကစစ်ကြောင်း2ကြောင်းတကြောင်းကိုအင်အား80လောက်ရှိမယ်စစ်ကြောင်းတစ်ခုလုံးကိုချိန်မောင်းနိုင်ခဲ့ပါတယ်ပြည်သူတွေရဲ့ဆိုင်ကယ်ကိုလုပြီးတော့ငတိယောက်ရဲစခန်းထဲကိုထွက်ပြေးသွားတဲ့3កောင်ပဲလွတ်သွားတာတိုက်ပွဲအတွင်းမှာက69កောင်တေးတယ်စေးုံရောက်တော့9កောင်ထပ်သေးတယ်စုစုပေါင်း84កောင်တေးသွားတာပါတေးဆုံးအရေးအတွက်ကတော့တရင်တိကြပါတယ်လက်နဲ့ခဲရနေတိမ့်စီရမိတာတွေလည်းရှိပါတယ်လို့ ပကံဘလူးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကလေကြောင်းပစ်ကူပေးရန်ရောက်ရှိလာခဲ့တော်လဲတိုက်ပွဲပြီးဆုံးပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များလုံခြုံတဲ့နေရာကိုရောက်ရှိတဲ့အချိန်မှာလေရင်ရောက်လာတဲ့အတွာဘုံကျဲတိုက်ခတ်ခဲ့ခြင်းတော့မရှိဘူးလို့သိရပါတယ်ဝင်းဟင်တိုက်ခိုက်ဖို့အတွက်လေရင်ဝဲနေတဲ့အချိန်မှာရဲဘော်တွေအကုန်လုံးကလုံခြုံစိတ်ချရတဲ့နေရာကိုရောက်သွားပါပြီအဲ့ဒါကြောင့်ထင်းနေဘုံကျဲသွားတာမျိုးတော့မရှိဘူး ူတို့ကမြေပြင်မှာမနိုင်တော့ဝင်းဟင်ကိုပဲတုံးနေတာပေါ့ပြည်သူတွေကဂျားတွေကဘာမဆိုင်ညာမဆိုင်နဲ့ခံကြရတာပါပြောချင်တာကတော့ယောက်ျားတွေဆိုလို့ရှိရင်လေရင်မတုံးပါနဲ့မြေပြင်မှာတော့အချိန်မရွေးပဲလို့စစ်ကောင်စီနဲ့ပြူစောတိတွေကိုပြောချင်ပါတယ် အဓိကကတော့မဆိုင်တဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုမိရှို့တာတွေကိုမလုပ်ကြပါနဲ့။ယောက်ျားအချင်းချင်းပဲကွာလို့ဗကန်ဘလူးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုညောင်ဦးမြို့နယ်ပကဖစစ်ရေးတာဝန်ကရဲဘော်ဗျက်ဝိဗကန်ပြည်ဘလူးတပ်နဲ့ရဲဘော်ငတေ BGF တို့ကဦးဆောင်ပြီးတော့ဗကန်ပြည်ဘလူးတပ် BGF Burmese Gorilla Force တောင်တာမြို့နယ်ဘက်ကပါ Scorpion People Defense Force မြောက်ဦးခရိုင်တိုင်ရင်ကားနဲ့မြင်းမြန်ခရိုင်တိုင်ရင်သုံးတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအုပ်ကြဆုံးကတအုပ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မြောက်ဦးခရိုင်အတွင်းမှာပကံပြည်ဘလူးတက်နာမည်နဲ့လိမ့်လေအလူခံချင်းချင်းချောင်းငွေကြေးတောက်ခံမှုများရှိနေပြီးတော့အခုလိုလှုပ်ဆောင်ခြင်းများကြုံရပါကစက်သွဲပေးကြဗိုင်ရန်လည်းမြစ်တာရက်ခံထားပါဗျ။ ဗကန်ဘလူးတက်နာမည်နဲ့လိန်ညာနေတဲ့အဖွဲ့ရှိပါတယ်ဗကန်ဘလူးတက်ကပါဆိုပြီးတော့ပြည်သူတွေကိုလိန်နာပတ်စံတောင်းတာတွေရှိတယ်ပြီးရင်ဗကန်ဘလူးတက်ကတက်ခွဲကပါဆိုပြီးတော့ပြည်သူတွေကိုအလူခံနေတာတွေရှိပါတယ်ကျွန်တော်တို့ဗကန်ဘလူးတက်ကတက်ခွဲပေးတာလည်းမရှိသလိုငွေချင်းချင်းချောက်တောင်းတာလည်းလုံးဝကိုမရှိပါဘူးဒါတွေကိုပြည်သူတွေသိစေချင်ပါတယ်ကုညီထောက်ပံ့ပေးမယ်ဆိုရင်လည်းပေးချက် messenger ကနေတဆင့်ယုံကြည်စိတ်ချစွာနဲ့ကုညီပေးလို့ရပါတယ်လို့ဗကန်ပြည်ဘလူးတက်ကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့် update တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကတားမျိုးကိုထွက်ပြေးနေတယ်အကြမ်းဖက်စစ်တပ်ရဲ့တမခွန်ခွန်ကစစ်ကူစစ်ကြောင်းကို KI ပူပေါင်းတပ်ဖွဲ့ကလိုက်လံတိုက်ခိုက်ခဲ့ရာစစ်သား34ဦးအထိအရှင်ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မတ်လ15ရက်နေ့နဲ့16ရက်နေ့တွေမှာကတောင်မျိုးဘက်ကနေအင်းတော်မျိုးဘက်ကိုစစ်ကူလာတဲ့တမခွန်ခွန်ကအင်းအား150ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို KI နဲ့ PDF ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားအယောက်40သေဆုံးပြီးအယောက်30ကိုအရှင်ဖမ်းမိကလက်နက်ခဲယမ်းအများပြားကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်အခုလိုတိုက်ခိုက်ခံရပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကတောင်မျိုးဘက်ကိုဖွဲ့စည်းပုံပြတ်ပြီးတော့ ထွက်ပြေးနေခြင်းဖြစ်ပြီး KI ပူပေါင်းတပ်များကလည်းနောက်ကနေလိုက်လံတိုက်ခိုက်နေတယ်လို့သိရပါတယ်။မနေ့ကမက်စလာ18ရက်နေ့မှာအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကစစ်သား၄ဦးကို KI ပူပေါင်းတပ်ဖွဲ့ကထပ်မံဖမ်းဆီးနိုင်ခဲ့ပြီးတော့စုစုပေါင်းအရှင်ဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်သား34ဦးအထိရှိလာပြီဖြစ်တယ်လို့သိရပါတယ်။ကြန့်ရှိနေတဲ့ထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်သားများကိုလည်းလိုက်လံဖမ်းဆီးနေပြီးတော့နေမြေရှင်းလင်းရေးများလည်းဆက်လက်လှုပ်ဆောင်ရရှိတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတန်းရေစကြုံမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကခြေရွာ၃ရွာကိုမိရှုဖျက်ဆီးခြင်းကြောင့်နေအိမ်အလုံး၄၀၀နီးပါးပြာချခဲ့ရပြီးတော့ပြည်သူရှင်းဦးကိုလည်းစစ်ကောင်စီတပ်သားများကဖမ်းဆီးတပ်ဖြတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလန်၂ရက်နေမနက်၆နာရီခွဲကစတင်ပြီးတော့ရေစကြုံမြို့နယ်ရေလက်ကျွန်းဒေသမှာရှိတဲ့မြေစွန်းတော်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ပခုတ်ကူတပ်မတရတဲ့နဲ့ရေစကြုံမြို့နယ်မှာရှိတဲ့၂၅၆၂၅ခွန်၂၅၈တပ်ရင်းတို့ကအင်အား၂၀၀ဝန်းကျင်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား ားများဟာကျေးရွာအတွင်းမှာရှိတဲ့နေအိမ်များကိုစတင်မိရှုဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာမက်လ၄ရက်နေ့အထိမြေစွန်းတော်ကျေးရွာကိုမိရှုဖျက်ဆီးခဲ့ပြီးတော့ပြည်သူပိုင်းနေအိမ်အလုံး290ကျော်ကိုလည်းမီးလောင်ပျောက်ချခဲ့တယ်လို့သိရပါဗျ။မက်လ၅ရက်နေ့မနက်ပိုင်းမှာအဲ့ဒီစစ်ကြောင်းဟာဇေယျနေကျေးရွာအတွင်းကိုထပ်မံဝင်ရောက်စီးနှင်းပြီးတော့ပြည်သူပိုင်းနေအိမ်68လုံးကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနေ့ညနေပိုင်းမှာအကြမ်းဆက်တဲ့စစ်ကြောင်းဟာတာကောင်လေးရွာကိုထပ်မံဝင်ရောက်စီးနှင်းခဲ့ပြီးတော့အပြစ်မဲ့ပြည်သူများရဲ့နေအိမ်အလုံး20ကျော်ကို လည်းမိရှုဖြတ်စည်းခဲ့တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်ကောင်စီတပ်သားများမိရှုဖြတ်စည်းခြင်းကြောင့်မြေစွန်းတော်ကျေးရွာဇရက်နေကျေးရွာနဲ့တာကောင်လေးကျေးရွာကနေအိမ် 358လုံးကျော်ပြန်ချခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဆက်ကောင်းစီတပ်သားများဟာရေစွန်းတော်ရွာကအသက်80ကျော်အရွယ်ဦးဟန်တင်အသက်60အရွယ်ဦးထင်းငယ်အသက်88နှစ်အရွယ်ဦးတန်မနိအသက်60အရွယ်ဒေါ်တန်းပြေအသက်86နှစ်အရွယ်ဒေါ်လငွေအသက်68နှစ်အရွယ်ဦးကြည်ထေးအသက်69နှစ်အရွယ်ဦးအောင်မြိုင်အသက်35နှစ်အရွယ်ကိုတန်းစင်အသက်40အရွယ်ကိုအောင်လင်းနိုင်မလကချန်ရွာကအသက်80အရွယ်ဦးညွန့်ဝင်းအသက်90အရွယ်ဦးဆန်းဝင်း ်ပါကောင်လေးရွာကအသက်65နှစ်အရွယ်ဦးချင်မောင်ပါကောင်ရွာမကအသက်42နှစ်အရွယ်ဦးတမ်းမင်းလိုင်အသက်62နှစ်အရွယ်ဦးအောင်အသက်80အရွယ်ဒေါ်ဆန်းဝင်းနဲ့အမည်မသိတဲ့ပြည်သူ၃ဦးကိုတပ်ဖြတ်ထားခဲ့တယ်လို့သိရပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ၎င်းတို့မိရှုဖြတ်စည်းခဲ့တဲ့ခြေရွာများကိုပြန်လည်ဝင်ရောက်စီးနင်းပြီးတော့ခြေရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုမင်းရွာပြူစောတိရွာကိုနေတိုင်းလိုလိုထောလာကြီးတွေနဲ့ခိုးထုတ်နေတယ်လို့သိရပါတယ်စစ်ခွေးစစ်ကြောင်းကရှိနေတော့မှာပဲအခုချိန်ထိမနေ့ကမနက်ပိုင်းက ဘီးဆက်ကုံရွာကိုဝင်းအောင်စီးနေပြီးတော့ပြည်သူဝိုင်းပစ္စည်းတွေကိုမင်းရွာပြူစောတိရွာကိုထောလာချီနေနဲ့ခိုးယူပြီးတော့တဲဆောင်နေပါတယ်စစ်ကြောင်းကရေစကြိုတွေကရွာတွေကိုပြန်လှည့်ပြီးတော့စီးနေနေတယ်သူတို့စစ်ခွေးတွေနဲ့ပြူခွေးတွေရှိတဲ့မင်းရွာနဲ့အသွားပြန်လုပ်နေတာလို့ရေစကြို Township Info Committee အဖွဲ့ကတာဝန်ရှိသူကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ